ဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့လုံးဝကျွန်တော်ဒါလက်ရှိအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဝဲကိုဝဲတဲ့ဖုန်းတလုံးအကြောင်းဒီနေ့မှာပြပြပေးတော့မယ်။ဘာကြောင့်ဒီဖုန်းကိုဝဲတဲ့လဲဆိုလို့ရှိရင်တော့ဗီဒီယိုဆောင်နေဖုန်းပေါ်တဲ့အမျိုးအစားကိုမပြောခင်မှာပထမဆုံးပြောချင်တာကသူ့မှာပါဝင်တဲ့ဘက်ထရီပဲ။ဘက်ထရီကကျွန်တော်2000နဲ့မှ2000 mAh ရှိတာ။လုံးဝနားကြမမအောင်ကျွန်တော်2000နဲ့မှ2000 mAh ရှိတယ်။ charging sporing ကကျွန်တော် 33W ကိုမှ fast charging ပါမယ်။ နပြောသွားတဲ့ဖုန်းကတော့ကျွန်တော်ဒါပြီးခဲ့တဲ့2024တော့ထွက်သားတဲ့ဖုန်းအဲဒီကောင်ကသူ့ရဲ့ RAM က RAM 16ကိုမှသူကဖြတ်ပြီးတော့စိုက်ချင်တယ်ဆိုလို့ရှိရင်နောက်တဲ့ RAM 20ထပ်စိုက်လို့ရရဲဆိုတော့ပြောမယ်ဆိုလို့ရှိရင် RAM 30စတိစပိုရင်ပေးထားတယ် storage အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ storage က512 512GB တိကိုကျွန်တော်စပိုရင်ပေးထားဖြစ်ပြီးတော့သူ့ရဲ့လက်ရှိဈေးတန်းကတော့ကျွန်တော်တို့ဒါ25သိန်းပတ်ချတယ်မှာရှိနေတာ ဆိုတော့ခုနကကျွန်တော်ပြောခဲ့ရလို့ပြန်ပြောရမယ်ဆိုလို့ရှင်ပါဘက်ထရီကလည်း2000 mAh ပါတာဆိုတော့ပြောရမယ်ဆိုလို့ရှင်ဘက်ဆောင်သုံးလုံးကောင်းတဲ့ဖုန်းနောက်တစ်ခုပြောရမယ်ဆိုလို့ရှင်တော့ပါဝါဘန့်တော့မလိုတဲ့ဖုန်းသလုံးအဲ့ဒါကြီးပဲကောင်းတာလားဆိုရင်တော့မဟုတ်သေးဘူးပြိတ္တကျွန်တော်တို့ဒါကင်မရာဘိုင်းမှာဆိုလို့ရှင်လည်းသူက AI ကင်မရာ၃လုံးရှိတယ် main ကင်မရာတွေပေါ့နော်အဲတစ်လုံးဆိုလို့ရှင်တော့သူက wide 200 megapixel setting scoring ပေးထားတယ် night vision မှာရပ်ဖို့အတွက်ဆိုလို့ရှင်တော့သူက20 megapixel scoring ပေးထားဖြစ်ပြီးတော့ ultra wide တော့ကတော့8 megapixel scoring ပေးထားဖြစ်ပါတယ် ဆိုတော့ဒါကျွန်တော်လူငယ်တွေအတွက်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ gaming performance gaming performance ဘိုင်းမှာဆိုလို့ရှိရင်လေသူသုံးမိတာတဲ့ chipset ကတော့ MediaTek Dimensity 850ကို6 nanometer နဲ့သုံးမိတာတဲ့ graphics ဆိုလို့ရှိရင်တော့ Mali-G68 MC4 ကိုသုံးမိထားတာဖြစ်တဲ့အတွက်ကို gaming မိုင်းမှာဆိုလို့ရှိရင်လေ performance မကောင်းပါရိစိတ်မူစရာမရှိဘူးကျွန်တော်ရုပ်ရှင်ကြည့်တဲ့အခါမှာ YouTube ကြည့်တဲ့အခါမှာဘာပဲကြည့်ကြည့်လုံးဝကြည်လင်ပြတ်သားနေမှာသိကြတယ်ဆိုတော့ကျွန်တော်ဒီလောက်ထိအမွန်တင်ပြီးပြောနေတဲ့ဖုန်းမော်ဒယ်မျိုးစားတော့ကျွန်တော် Dookie ကထုတ်ထားတဲ့ Dookie V Max Black အဲဒီကောင်ကကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင် AC ဒူးနဲ့မီသုံးကျင်နဲ့ကျွန်တော်တို့လိုလူငယ်တွေအတွက်တော်တော်လေးဥမာအဆင်ပြေတဲ့ဖုန်းထဲမှာပါတယ်ပြီးတော့ပြီဆိုလို့ရှိရင်လည်းသူကဒါအလုပ်အတွက်သုံးမယ်ဆိုလို့ရှိရင်လည်းအတော်လေးဥမာအဆင်ပြေတယ်အဲသူ့မှာပါဝင်တဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ဒီကောင်ကနေပြီးတော့ဒါကြံနဲ့နောက်ထပ် iPhone 3လုံးကိုပြန်ပြီးတော့ AC အားသွေးပေးမယ်ဆိုလို့ရှိရင်လည်းဖုန်းအား90ရာခိုင်နှုန်းထက်မှကြံဦးမှာ တော့တကယ်ကြီးဟိုမှာလုံးဝကျွတ်စီဒီဖုန်းကလုံးဝေဝံကျွန်တော်ပေါ်ပန်းလှုပ်ပြလိုက်လို့ရပြောနောက်တစ်ခုအနေနဲ့ကတော့သူ့မှာပါဝင်တဲ့ water resistant ကကျွန်တော် IP68 နဲ့ IP6090 scoring ပေးတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါမှတော်တော်ဆရေကန်တဲ့တမင်ပြချလိုက်မယ်ဆိုလို့ရှိရင်တော့ဘာမှထိလန့်နေဖို့မလိုဘူး။ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်ကဖုန်းကိုတုံးပြီးတော့တခြားတီးကိုပါခွဲစားလို့ရအောင်မယ်။ ဘတ်စုံအသုံးပြုလို့အဆင်ပြေတယ်ဂိမ်းစုံရလို့လည်းအဆင်ပြေတယ်အလုပ်တော့လည်းအဆင်ပြေတယ်ဆိုတော့ပြောမယ်ဆိုရင်ဒီကောင်ကတောက်ဆုံဖုန်းလို့လည်းပြောလို့ရတယ်။အဲဘလိုပဲဖြစ်ဖြစ်ကကျွန်တော်တို့ဒါအားသာချက်ရှိလို့အားနည်းချက်ကလည်းအများနဲ့တွန်တွဲပြီးတော့ရှိနေတာအသေးချာပဲ။အဲဒီဖုန်းရဲ့အားနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့တော်တော်လေးတယ်။ကျွန်တော်တို့လို့ဒါဂိမ်းစုံများတဲ့လူတွေဒီဖုန်းကိုင်ပြီးဂိမ်းစုံနေမယ်ဆိုရင်လက်ကောက်ဝတ်ချက်ပါတယ်။တော်တော်လေးကိုတောင်းတင်းခိုင်မာလာမှာဖြစ်ပြီးတော့ AC ဒူးနဲ့မီဖုန်းသုံးနေတဲ့အချိန်မှာအနားမှာလာပြီးအာယုန်လေးလာနောက်မကျေနပ်လို့ပြဿနာလာရှာရဲ့လူရှိလို့ဆိုရင် ဒူကီဖီမတ်ပလက်ဖုန်းနဲ့တော့အောက်ထုတ်ပလက်ဆိုတော့ကျွန်တော်ဒီဖုန်းရဲ့ဈေးနှုန်းကကျွန်တော်ခုနရှေ့မှာပြောခဲ့သလိုပဲလက်ရှိရတော့ဒါ Euro 900ပတ်ချလဲမှာရှိနေတယ်။ပေါက်သေးရတော့မယ်ဆိုလို့ရှိရင်တော့25သိန်းပတ်ချလဲမှာရှိနေမှာဖြစ်ပြီးတော့ exchange rate ပေါ်မူတည်ပြီးတော့ဈေးနှုန်းကတော့ပြောင်းလဲရှိနေမှာဖြစ်ပါတယ်။ဆိုတော့ပြောနေတဲ့အတွေ့အကြုံမှာပေါ်လာတာတကူကတော့ဒီဒူကီဖီမတ်ပလက်ဖုန်းကဖုန်းလားပေါ်ဘန့်လားကိုမမဝင်အောင်ဆွေးနွေးခဲ့ပါဦး။ ော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆောင်ပြေးခြင်းနဲ့နောက်ထပ်ဘယ်ဖုန်းလေးတွေ review လုပ်ပေးခြင်းလဲ comment မှာလည်းပြောခဲ့လို့ရပါတယ်အားလုံးပဲ see you guys